အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးရတဲ့ဆောင်းမောင်းလေးတစ်ပုဒ်ကတော့အစာရေးဆရာကြီးသူတေတီဖုံမြင့်သူဟေးတာထားတဲ့ချမ်းသာခြင်းအကြောင်းတရားများလို့မြင်ရတဲ့စာအုပ်ထဲမှာဆောင်းမောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမောင်းလေးရဲ့နာမည်ကတော့အရေးကြီးတဲ့စိတ်ကူးလို့အမည်ရပါတယ်ကျွန်တော်နဲ့တူဒီဆောင်းမောင်းလေးကိုနှาศင်ခန်းစားကြည့်ကြပါအောင်ခင်ဗျာအရေးကြီးတဲ့စိတ်ကူး စိတ်ကူးမှာစိတ်ကူးနဲ့စိတ်ကူးရင်နဲ့ဆိုတာနှစ်မျိုးနှစားရှိတယ်။အဲ့ဒီနှစ်မျိုးနှစားကိုခွဲခွဲခြားခြားသိတတ်ဖို့လိုအပ်ပါတယ်။စိတ်ကူးခြင်းဟာဖြစ်နိုင်ပွဲအဖြစ်ကိုစိတ်ကူးတာဖြစ်နိုင်ပွဲကိုမျှော်မှန်းကြံစည်စူးစမ်းတာပါ။စိတ်ကူးမှာမျှော်မှန်းပြီးမြင်နိုင်တဲ့အမြင်ရှိပါတယ်။စိတ်ကူးရင်ချင်းကတော့ဒီလိုမဟုတ်ပါဘူး။ဖြစ်နိုင်တာမဖြစ်နိုင်တာလုံးဝမသိကြတော့ဘူး။ဖြစ်ချင်တဲ့အဖြစ်တွေကိုသာကြိုတင်တွေးတော့ရုပ်လုံးဖော်ထားပဲဖြစ်နိုင်ခဲ့ပါတယ်။လူဘဝမှာဖြစ်ချင်တိုင်းဖြစ်နိုင်တာမဟုတ်ပါဘူး။ ဖြစ်ချင်နိုင်တာဖြစ်ကြရင်အားလုံးဘဝတွေကချမ်းသာနေကြမှာပဲဖြစ်ချင်နိုင်မဖြစ်ကြရလို့သာဆင်းရဲနေကြရတာပေါ့မဖြစ်ချင်တာတွေအများကြီးဖြစ်ကြရပါတယ်အဲ့ဒီအချက်ကိုတိတိကျကျသတိထားမိဖို့လိုပါတယ်ဒါကြောင့်စိတ်ကူးယဉ်မှုကိုအားမပေးပါနဲ့စိတ်ကူးယဉ်တာဟာအချိန်ကုန်နေစိတ်ကူးယဉ်ခြင်းကိုတရုပ်ဖော်ရတာမဖြစ်နိုင်တော့လူပင်မန်းနေဒါပေမဲ့စိတ်ကူးယဉ်မှုကိုတော့အားပေးပါတယ်စိတ်ကူးယဉ်မှုကိုလေ့ကျင့်ယူပါ ဘယ်လို့မဆိုကြိုတင်စိတ်ကူးချမ်းစီပြီးမှတည်တည်ချာချာရုံလုံးဖော်နိုင်အကောင်းဆုံးမှာပဲစိတ်ကူးရင်းတဲ့နေရာမှာရှေ့ကိုလှမ်းမြင်တက်ပြီးစိတ်ကူးတက်တယ်လို့မိမိနာကိုအတိတ်ကိုပြန်ကြည့်ပြီးတော့လဲတိုင်းချင်ကြည့်ဖို့လိုအပ်ပါတယ်နောက်ကိုပြန်ပြီးစိတ်ကူးရင်းတဲ့အခါပြုတ်ခဲ့သမျှဖြစ်ခဲ့သမျှတွေကိုအကောင်းရောအဆိုးပါမြင်နိုင်တယ်မဟုတ်လားမြင်နိုင်အောင်စိတ်ကူးလေ့ကျင့်ရမယ်အဲ့ဒီလိုစိတ်ကူးတာဟာကိုကိုကိုဝေဖန်ခြင်းပါပဲအများကြီးတို့မထူးမခြားစိတ်ကူးလောက်ကရင်တော့မထူးမခြားလေးပဲဖြစ်လာမှာ အောင်မြင်ထူးချွန်ပြီးတော့ထူးထူးခြားခြားဖြစ်ချင်ရင်ထူးထူးခြားခြားကိုကြိုတင်စူးစမ်းစိတ်ကူးရမှာပါပဲအစကတော့မထူးမခြားလေးပဲစိတ်ကူးပါနောက်မှသာတဖြည်းဖြည်းတက်ယူတာကောင်းတယ်လို့ဆာရီသူထင်မြင်ပါတယ်စိတ်ကူးရမှာလေတီးခံရမယ်စိတ်ရှည်ရမယ်ဗျအချို့ကစိတ်ကူးဖို့တော့နည်းနည်းခေါင်းရှုပ်လိုက်ဆက်ပြီးတော့စိတ်မကူးတော့ဘူးပြစ်ထားလိုက်ပါရောစိတ်ကူးကိုတော့တီးမခံကြဘူးစိတ်ကူးကြံစီမှုကဗဒနာအကျပါတယ်စိတ်ကူးကောင်းရင် ဖြစ်လာတဲ့အလုပ်ဟာကောင်းတယ် အလုတ်ကောင်းတော့လူဘဝကံကောင်းတာပေါ့စေကူကဆိုရင် အလုတ်လဲခိတ္တကောင်းတာအောင်ရည်ရှိမှဆိုးတာပဲစေကူဆိုတော့ကံဆိုးတာပေါ့စေကူတိုင်ရင်အလုတ်ကလည်းတန်တန်လေးပဲစေကူညင်ရင်အလုတ်ကခန့်ညက်ညက်စေကူကိုအပြင်းအထန်စောင်းလာခဲ့ရင်လှုပ်တဲ့အလုတ်လဲအောင်တော့မဲလို့သာမှတ်ပါစေကူရမှကြောက်ရင်လုံနေရမယ်အလုတ်ပြောင်းနေတော့တယ်လောကမှာအရေးကြီးတာကစေကူအကျံကိုအမှန်ဖြစ်လာအောင်လုပ်ဖို့ပါစေကူအကျံကိုအမှန်ဖြစ်အောင်လုပ်ဖို့လေလိုအပ်ပါတယ် စိတ်လေးကူပြောလဲပြောပြီးတော့လှုပ်လဲလှုပ်မှဘဝကချမ်းသာမှာစိတ်ကူယုံကူတယ်ပြောယုံပြောတယ်ဒီမှာပဲရှိမဆက်ပဲစက္ကန့်သိသိသွားကြတာကများတယ်ဘာလို့လှုပ်လိုက်မယ်ဘလို့ပြောလိုက်မယ်လို့တော့အားခဲစိတ်ကူထားကြတာကြီးပဲအကောင်တွေပေါ်ပြီးလှုပ်ခုကကြတော့နေရွှေညရွှေဟိုချင်းတီချင်းပါပဲတာရအောင်မပြေးပဲလန်ခုလန်မှာပဲမျက်စားနေကြတဲ့မြင်းနေဖြစ်နေကြတယ်လူတယောက်ဘလောက်တော်တယ်မတော်ဘူးဆိုတာကိုအဲ့ဒီလူစိတ်ကူးကိုတိလိုက်မြင်နိုင်ပါတယ် တိုးတက်မှုကိုလိုချင်လေးလေးစိတ်ကူးကြံစည်မှုတွေကများများလောက်ရလေးလေးပါပဲစိတ်ကူးကဒုတဲ့ကြီးမားလာတာနဲ့အများအဆိုင်ခေယုံလုံးပေါ်လာတာပါပဲဒါဟာမှတ်ကန်လာတဲ့ပရမတ်သဘောတရားပါပဲအလံကွာလုံးပြီးလက်တွေနဲ့ခွာလုံးနဲ့စိတ်ကူးရင်မှုနောက်ကိုဇွတ်လိုက်လို့မရဘူးစိတ်ကူးရင်တက်တက်နဲ့အချိန်ကုန်အလုတ်ပြက်စိတ်ပင်ပန်းဘဝနဲ့လက်တွေတွေအလင်းဟင်းကုန်စိတ်ကူးကိုလည်းအကန့်အသတ်နဲ့စိတ်ကူးကချရှိစိတ်ကူးနေစိတ်ပင်ပန်းပြီးစိတ်ကူးပြောင်းလာရော စေတကိုတတိတွေပါစဝေစဝါမရေမရာတွေဖြစ်လာပြီးအားတွေဖိတ်ဆင်ကုန်လိမ့်မယ်မိမိစိတ်ကူကိုလူတိုင်းကိုရှောင်ပြောမိဖို့လည်းလိုပါတယ်ပြောတဲ့သူလောက်ကိုသာပြောပါတိုင်မင်းမှာခုပြောတည်ပြောဆိုရင်ငင်းကုန်စရာတွေဖြစ်လာမယ်ထင်ရမြန်ပြောတာတွေနားထောင်ပြီးမိမိကိုယ်တိုင်လည်းဝေဝါးလာတော့မှာပဲလူနေခြုံချစိတ်နေပုံပြဖြစ်ချင်းဖြစ်နေပါစေဒီလိုပြောလိုက်ရင်လည်းမနာပါနဲ့ဘာလို့လဲဆိုတော့ဒီလိုပုံပြကိုစိတ်မကူထားရင်မိမိရောက်နေတဲ့ခြုံရက ဘေးတော့မှလွတ်နိုင်ပါမယ်ဗျာစိတ်ကူးကြီးမြတ်တဲ့သူတွေမှာကြီးကျယ်မြင့်မြတ်တဲ့ရီမန်းချက်ညွန်မန်းချက်တွေရှိတယ်ဗျဒါကြောင့်ကောင်းတဲ့စိတ်ကူးကြီးမဖြစ်မနေကူကြပါအခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမကောင်းလေးကတော့အစာရေးဆရာသူတွေတီဖုံးမြင့်သူဟေးတာထားတယ်ချမ်းသာခြင်းအကြောင်းတရားများလို့အမည်ရတဲ့စာအုပ်ထဲမှာအရေးကြီးတဲ့စိတ်ကူးလို့အမည်ရတဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ ဒီဇမောင်းကောင်းလေးကိုနားထောင်ပြီးတော့ပြည်သူများအနေနဲ့လေးအရေးကြီးတဲ့စိတ်ကူးတွေဘလို့အရေးကြီးတဲ့စိတ်ကူးတွေကိုစိတ်ကူးတင်တယ်လေစိတ်ကူးရင်သာကောင်းလားမကောင်းဘူးလားဘဝအတွက်တိုးတက်ဖို့ဘလို့စိတ်ကူးရင်တင်တယ်လေစိတ်ကူးနဲ့လက်တွေ့ဘလို့အကောင့်ထဲပေါ်တင်တယ်လေဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဇမောင်းကောင်းလေးကနေသင်ခန်းစာရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနားဆင်ပါများအနေနဲ့လေဒီလိုဇမောင်းကောင်းလေးကိုဖတ်ရှုခြင်းနဲ့ဆိုရင်တော့ ဆိုင်ရဆရာကြီးသူတည်တည်ဖုံမြင်သွေးဟေးသားထားတဲ့ချမ်းသာခြင်းအကြောင်းတရားများမူရင်းစာအကောင်လေးကိုဝယ်ယူဖတ်ရှုအားပေးချဖို့ကျွန်တော်ရဲ့ literature fiction channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးပြန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးဆွေးဝါးအေးချမ်းကြပါစေနားဆင်သူများအားလုံးပြန်ကြောက်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fiction channel လေးမှာနားဆင်ပေးခဲ့ကြသူ တဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။